ြုမျိုးနယ်မှာစစ်ကောင်စီနဲ့အာရခတပ်တော် A2 ရဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဘက်ကစစ်ကြောင်းမှုနဲ့တရင်မှုအပါအဝင် တရင်လိုက်လက်နက်ချပြီးတော့အလင်းဝင်လာတယ်လို့သိရပါဗျ။ကြောင်းဖြူပြိုင်စေကေကျေးရွာနဲ့မင်းတပ်တောင်တိုက်ပွဲအတွင်းမှာစစ်ရှုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအာရခတပ်တော် A2 လက်နက်ချအလင်းဝင်လာတာဖြစ်ပါတယ်။ ထိုးစစ်စင်မိုးထွက်လာတဲ့စစ်ကြောင်းတစ်ခုလုံးအေးအေးနဲ့ချိတ်ပြီးတော့လက်နက်ချခဲ့တာလို့သိထားပါတယ်လို့ရခိုင်စည်သတင်းရှင်းမြစ်က ARD Times ကိုပြောပါတယ်တမတတနဲ့တမကိုကိုတို့ကပူပေါင်းတပ်ဖွဲ့တွေက AAC လာရောက်ပူပေါင်းတာဖြစ်ပြီးအင်အား80ခန့်ရှိတယ်လို့လည်းသိရပါတယ်ပြီးခဲ့တဲ့မေလ30ရက်နေ့ညနေ3နာရီအချိန်ခန့်ကလည်း စက်မှုလက်မှုတင်နှန်းကြောင်းမှာအခြေပြုထားတဲ့စစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်ဖက်ကတိုင်းစစ်ဦးစီးမှုပထမရန်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်အပါအဝင်စစ်တုံးမန်းတွေကိုအေအေကလက်ရဖမ်းဆီးရမိခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်တွေပြိုင်းဖြူကျေးရွာမှာဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်ကြောက်ဖြူကိုတိုက်ပွဲအတွင်းပို့ဆောင်ခြင်းခံခဲ့ရတဲ့ကျေးရွာသားတွေဟာအေအေနဲ့လာရောက်ပူးပေါင်းခဲ့တယ်လို့သိရပါဗျ တရုတ်တံငွေပိုက်လိုင်းတွေနဲ့မီတာ6000กว่าဝေးတဲ့နေရာတွေမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတာဖြစ်ပြီးတော့စစ်ကောင်စီက၎င်းတို့အခြေပြုထားတဲ့စကန်းတွေကနေထွက်ပြီးထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတာပါအခုရပိုင်းတွင်ကြောက်ပြူရန်ကုန်အသွားလမ်းမော်ကဂုံးချွင်တိုက်နယ်တွင်အမှတ်32ရဲတပ်ရင်းထိတိုက်ပွဲတွေရောင်းရှိလာပြီးစစ်ကောင်စီကကြီးရည်လေးအုံပြုခုခံနေတယ်လို့သိရပါဗျ။